မင်္ဂလာပါဆစ်ယောက်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာကတော့ဖားနဲ့လောင်တို့ရဲ့လူသက်ဓမြတိုက်တဲ့အမှုရဲ့စက်သိပိုင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒုနီယာပိုင်းမှာဆိုလို့ရှိရင်ဖားကသူခြေောက်ကိုတနက်နဲ့အပြစ်ခံရပြီးတော့သူအဖမ်းခံလိုက်ရတယ်ပေါ့နော် အဖမ်းခံလိုက်ရတဲ့အခါမှာအဲသူကဒီ1999ခုနှစ်ဇူလိုင်လ24ရက်နေ့မှာကျတော့သူကဆေးရုံမှာသူ၆ချက်ပေးရပေါ့နော်ဝင်ခံ၆ချက်ပေးတယ်အဲ့ချိန်မှာသူကသူ့ကိုယ်သူသူ့ရဲ့နာမည်ကရဲဝင်းမင်ဖြစ်တယ်ဆိုပြီးသူကသူ့ကိုယ်သူပြောတယ်နာမည်အမှန်မပြောဘူးပေါ့နော်သူ့ကိုယ်သူရဲဝင်းမင်ဖြစ်တယ်ဆိုပြီးပြောတယ်ပြီးတော့သူကဒီကော်ဖီကိုသူကဒီ22ရက်နေ့မှာရောက်လာတာဆိုပြီးသူကပြောတယ် ဒီအမှုဖြစ်တဲ့22ရက်နေ့မှာရောက်လာတာဆိုပြီးပြောတယ်။ပြီးနောက်တစ်ခုကကြတော့သူကသူတို့ဖမ်းထားတဲ့ဒီယင်ယင်ကိုကြတော့သူတို့ကဒီတဲ河南မှာရှိတဲ့ကုစပြည်နယ်ကို ခေါ်သွားတယ်ပေါ့နော်တစ်စက္ကန့်လုံးဟုတ်ခေါ်သွားတယ်ဆိုပြီးတော့သူကပြောတယ်သူလို့ပြောတဲ့အခါကျတော့ရဲတွေကလည်းသူပြောတဲ့အတိုင်းကိုဒီဒီပေါ့နော်ဒီကုရှိပြည်နယ်ကိုသွားတာပေါ့သူကကီလိုမီတာ200ကီလိုမီတာဝေးတယ်ဒီကုရှိပြည်နယ်ကိုရဲတွေကသွားရှာတယ်သွားရှာတော့ဘာမှမသိဘူးဆိုတော့အဲ့ချိန်မှာတစ်ဖက်မှာကျတော့ဒီ ဖားနဲ့လောင်တို့တို့အတူနေခဲ့တဲ့ဒီအမှုဖြစ်တဲ့နေရာပေါ့နော်အဲ့နေရာမှာလောင်အပုံနှံ့နေအရန်ထွက်နေပြီထွက်နေတဲ့အခါကျတော့ဒီပဝင်းချင်းကတိုင်တာပေါ့နော်တိုင်တဲ့အခါကျတော့ဒီအင်ချင်းကလည်းဟိုပဝင်းချင်းကပြောတဲ့အတွက်ကြောင့်ရဲတွေကိုဖုံးဆက်ခေါ်ပြီးတော့တွားကြည့်ရဲ့အခါမှာအိမ်ထဲမှာသူ ဒီရင်နဲ့ဒီလက်သမားဆရာလည်းလူတုံးမင်းတို့ရဲ့အလောင်းတွေကိုသူတို့ကတွေးလိုက်တယ်။အဲ့အပြင်ကမှသူကလောင်ကဖာအတွက်ဆိုပြီးရောစာတက်ဆောင်ရေးခဲ့တယ်။သူအိဆာမှာဆိုရင်သူကအာအချစ်ရေငါအရင်သွားနှင့်မယ်နော်။အိမ်ကနေစောက်နေမယ်ချစ်တယ်ဆိုတဲ့စာကိုလောင်ကဖာအတွက်ရေးထားတယ်။အိဆာကိုရေးနေရှာတွေးလိုက်တယ်ပေါ့နော်။ဆိုတော့ ဈားထဲမှာဆိုလို့ရှိရင်လောင်ကဖားရဲ့ကောင်းမှုနဲ့သူကလွတ်သွားတယ်ပေါ့နော်အဲ့လိုလွတ်သွားတဲ့အခါကျတော့အဲ့ဈားထဲမှာဒီဖားကိုစစ်မေးတာကြီးပါညာကိုကိုနောက်ပိုင်းမှာပြပြမယ်သူကစစ်မေးခင်ရပြီးတော့ဒီ1996ခုနှစ်ဒီဒီဇင်ဘာလ28ရက်နေ့မှာသူ့ကိုတည်တံ့ချမှတ်လိုက်တယ် ကွာဘောเนาะအဲအဲ့အချိန်မှာလောင်ွားကြတော့သူ့ရဲ့နာမည်အတုများများစွာနဲ့သူဟာတနေရာပြီးတနေရာကိုသူကရှောက်သွားတယ်အကြီးကရသူကအဲ့အဲနဲ့အတီးတီးမှာနဲ့အတီးတီးရဲ့ဘာတွေ KTV တွေမှာမှာသူကအလုတ်လျှောက်လို့ရင်းနဲ့အလုတ်လှည့်ပတ်သွားနေရဘောเนาะအဲ့လိုနဲ့ဒီ2016ကနေ2019ကိုရောက်လာတဲ့အခါမှာကြတော့ဒီ2016မှာသူက အာဒီရှမန်မှာရှိတဲ့စင်းမင်းပြည်နယ်စင်းမင်းပြည်နယ်ကရွတုံရေကအနီးမှာရှိတဲ့ဒီ True Love Wi Bar ဆိုတဲ့ KTV တခုဘားတခုပေါ့နော်အဲ့ဘားတခုမှာသူကဒီအဲ့ဝန်ဆောင်မှုအနေနဲ့သူကအလုပ်လုပ်တယ်ပေါ့နော်သူကသူအမှအလုပ်လုပ်နေတဲ့တော်တဲ့မှာကြတော့သူကဒီ ဧည့်သည်ဝန်ဆောင်မှုဒီအတူတူအရတောက်ပေးတာပေါ့နော်အဲ့ဒါရဲ့အပြင်ဟိုမှာဒီရမကမိတ်ဆက်တဲ့အဲဒီဝန်ဆောင်မှုတွေကအရန်ကောင်းတဲ့အတွက်သူကအမှကော်မရှင်များစွာရခဲ့အများကြီးသူရတာပေါ့နော်သူဝန်ဆောင်မှုအရန်ကောင်းတဲ့ရုပ်ကလေးချောတာဟုတ်အဲ့လိုနဲ့ပဲအဲသူအဲ့လိုမှအလုံးလုံးတယ်အလုံးလုံးနေနေဒီဘားဝင်တန်းနေပြောပြပြချက်အရာဒီဘားမှာအလုံးလုံးတဲ့လူတိုင်းကဒီအဲဘယ်လိုပြောမလဲတရုတ်ဟိုဒီ ဘာမှလုံးလုံးတဲ့အမျိုးသမီးအကောင်လုံးကတယုတ်နာမည်ကြီးပဲဒါပေမဲ့သူတယောက်ပဲသူကသူ့ကိုယ်သူ share ဆိုပြီးတော့ပြောတယ်သူ့နာမည်က share ပါဆိုပြီးပြောတယ်နာမည်အတုနဲ့သူကလောက်တာပေါ့နော်အဲ့လိုပြောတယ်ပြတ်သူကဒီဘာမှလုံးတော့သူကအရန် popular ဖြစ်တယ် popular ဖြစ်တဲ့အခါကျတော့သူကတလားတလားသူ့ရဲ့ဝင်ငွေကယွမ်တပေါင်းအထက်မှာကြီးပဲလာတိုင်းအလိုရှိရဲကွာပြီးတော့သူ့ရဲ့ဖောက်တယ်အများစုကလည်းအသက်40ကျော်အမျိုးသားတွေများတယ်သူ့ဖောက်တယ်တွေက ပြီးတော့ဒီ2016ခုနှစ်ရဲ့ဒီ Christmas ညပေါ့နော် Christmas night party သူတို့ဘာလုပ်တဲ့ Christmas party တခုမှာဆိုလို့ရှိရင်သူတို့အမှအ group တက်ပုံရိုက်ထားတဲ့ဒီဒီတက်ပုံမှာဆိုရင်ကြည်လိုက်လို့ရှိရင်သူကလုံးဝအလယ်မှာရက်နေပြီးတော့လုံးဝအရန်ဆာပြီးတော့ကောတရတဲ့အတွက်သူ့ကိုအဲ့ဒီသူ့ရဲ့ဒီဘာမှသူလုပ်တဲ့သူရဆိုလို့ရှိရင်နှစ်သမီး share ဆိုပြီးတော့အဲ့တုန်းကသူ့ကိုနှမဲနှမဲမှဲလိုက်တယ်ပေါ့နော်နှမဲပြောင်းပေးလိုက်တယ်ပေါ့နော်သူကမှအလုံးလုံးနေရင်းနဲ့ 2019ခုနှစ်ရောက်တဲ့အခါမှာသူကဘာနဲ့မပြောမှုဆိုပဲနဲ့ထွက်သွားတယ်အလုပ်ထွက်သွားတာပေါ့နော်ဆိုတော့ဘာလူတွေကကြတော့သူတို့ကတော့အရန်အံ့ဩတာပေါ့အော်ယုံလဲချောတယ်ဒီမှာ customer ကြီးလည်းအကောင်းဆုံးရှာနိုင်တယ်ပတ်စံလည်းရှာနိုင်တယ်ဘာလို့ထွက်သွားလဲမသိဘူးဆိုပြီးမိပြီးသူတို့အချိန်တုန်းကတွေးကောင်းတွေးမှာပေါ့နော်ဒါပေမဲ့လောက်အနေနဲ့ကြတော့သူကဘယ်လိုပြောမလဲဝရမ်းပေးဖြစ်နေတဲ့အခါကျတော့သူကနေရာတစ်ခုမှာသူကအကြိုင်းနေလေးထုံးတယ်မရှိဘူးသူကအဲ့လိုပဲတနေရာပြီးတနေရာချုပ်သွားနေတာပေါ့တိတာ အဲ့အဲ့လိုနဲ့ပဲအဲ့ဒီအဲ့ဒီမှာဒီဘားမှာပြီးတဲ့အခါကျတော့သူကဒီ 4S ဆိုတဲ့ကားအယောင်းဆိုင်တစ်ခုမှာသူကရောင်းဝယ်တန်းလုပ်တယ်ဆိုတော့အဲ့မှာလုပ်တဲ့အခါမှာလည်းသူကလုံးဝဖောက်တယ်ရင်းနဲ့ဝန်ဆောင်မှုအများကောင်းတယ်ကွာဟိုစကားပြောပြပြတယ်ယဉ်ကျေးတယ်ဟိုပြောဆိုဆက်ဆံမှုကောင်းတယ် communication ကောင်းတယ်ဆိုပြီးတော့ဒီဖောက်တယ်တွေအများကြီးတော်တော်များများရှိရလဲသူကမှတ်ချက်ကောင်းတယ်အများကြီးရခင်တယ် အဲ့အဲ့ကားကားရောက်ဆန်တာမှာလုတော့ဆိုတော့သူအဲ့ကားရောက်တဲ့အချိန်မှာရုတ်တဲ့အချိန်အဲအလုံးလုံးတဲ့အချိန်တော့ကကြတော့သူကသူ့ရဲ့ဟိုဒီ WeChat အကောင့်မှာသူကအလိုစတဲ့ဆောင် post တစ်ခုတင်ထားတာဗာတင်ထားလဲဆိုတော့ငါဒီလုံးမှာမြဲဖို့အတွက်ဆိုလို့ရှိရင်ငါအဲ့အတွက်ကဒီရုပ်ချောပြီးတော့ငွေရှိတဲ့ background ကောင်းတဲ့အမျိုးသားတယောက်တော့ဟိုသူ့အတွက်လိုတယ်ပေါ့နော်သိရမလားသူကအဲ့လိုမျိုးတောင်မှသူကလို့စားတောင်းရေးထားတယ်ဒါကနောက်ပိုင်းကျရင်ကိုဘာအတွက်လဲဆိုတာပြပြပြလို့ပေါ့နော်သူအဲ့လိုမျိုးရေးထားတာလည်းရှိတယ် ပြတူကဒီဘာမှလုပ်ခဲ့တဲ့အချိန်တုန်းကကြာတော့သူကဖောက်တယ်တရားဝင်ရယ် relationship တစ်ခုရှိခဲ့တယ်ဆိုတော့အမီးစားဖြစ်ခဲ့တာပေါ့နော်ဆိုတော့ဒီသူ့ရဲ့ရည်စားတာဆိုလို့ရှင်လဲဒီလောင်ကိုထင်တာကသူကလုံးဝကြည်လိုက်လို့ရှင်လုံးဝပြေပြေကြော်ရှင်းပြီးတော့လုံးဝလှပတဲ့အမျိုးသမီးတယောက်အော်ပြီးတော့ဘဝကိုပြပြရှင်ဖြတ်တဲ့အမျိုးသမီးတယောက်လိုပဲမြင်တယ် အိမ်ပြုံမှာလောင်ကတော့ခွင်းနဲ့ကောင်းမွေးထားတယ်ပြီးတော့ तू အားလက်ချိန်တိုင်းမှာအလုပ်ပြီးလို့အားလက်ချိန်တိုင်းမှာ तू ကပီယန်နိုတီးတယ်ဗိုင်အိုလင်တီးတယ်ပြီးတော့အကတင်တန်းနေအလုပ်ကားတယ်ဆိုတော့လုံးဝဒီယောက်တိုင်းရဲ့အမြင်မှာလုံးဝဟိုလှပကြောရှင်းတက်ရပြီးတော့လုံးဝကိုဘဝကိုစိတ်ညစ်စရာမရှိဘဲနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းနေတဲ့အမျိုးသမီးတယောက်လို့သူ့ကြီးစားလည်း तू အလုပ်မြင်နေပေါ့နော် तू ကလည်းအလုပ်ပုံစံမျိုးချပြထားတာပေါ့အဲ့လိုနဲ့ပဲ तू ကအဲ့လိုအဲ့လိုနေရပါတော့ ပြီးတော့နောက်တစ်ခုအနေနဲ့ကြတော့ဒီလောင်ရဲ့ဒီရီစာကြတော့ဒီရှမန်ရှမန်ရဲ့ဟူလင်ပြည်နယ်မှာရှိတဲ့3ဘိုင် square ဆိုတဲ့ဒီ shopping mall ပေါ့နော် shopping mall တစ်ခုမှာသူကနိုင်ဆိုင်ပိုင်တယ်ဆိုတော့နိုင်ဆိုင်ပိုင်တဲ့ခါကျတော့လောင်ကသူအားတဲ့အချိန်တိုင်းအချိန်တိုင်းမှာသူကသူ့ရီစာရဲ့ဆိုင်ကိုကူပေးဖို့ဆိုပြီးတော့အဲ့အဲ့အဲ့ပေါ့နော်အဲ့ mall ကိုတွားပြီးတော့နိုင်တော်တော်ရောင်းပေးလိမ့်ရှိတယ် ဲ့ဒါရင်သူကကျင်းဖန်များစွာကျင်းဖန်များစွာကျင်းဖန်များစွာတွားတယ်တွားတယ်တွားတယ်တွားလာတဲ့အခါမှာကြတော့ဒီ shopping mall မှာရှိတဲ့ဒီ CCTV ကနေပြီးတော့သူ့ရဲ့ပုံရိပ်ကိုဖမ်းမိသွားတာ ဖမ်းမိသွားတဲ့အခါမှာတို့ကအဲ့အဲ့ CCTV ကနေတို့ဒေတာတွေချက်မှာပေါ့နော်ချက်လိုက်တဲ့အခါမှာဒီအမျိုးသမီးကလူတက်မှုရဲ့လူတက်မှုနဲ့ထွက်ပြေးနေတဲ့အမျိုးသမီးနဲ့97.33%နဲ့တူညီနေတာကိုတို့ကတွေ့လိုက်တယ်။တွေ့လိုက်တဲ့အခါကျတော့ရဲတွေကနေပြီးတော့ဒီ2019ခုနှစ်နိုဝင်ဘာလ28ရက်နေ့မှာရဲတွေကဒီ shopping mall မှာရှိတဲ့ဒီ ီဆိုင်ထဲမှာသူလာဖမ်းတာပေါ့နော်ဆိုတော့ဖမ်းတဲ့ဆိုင်ဖမ်းတဲ့ချိန်မှာလည်းသူကနိုင်ရောင်းနေရအစ်တတိုင်းရပဲသူနိုင်ရောင်းနေတယ်လာဖမ်းတော့လည်းသူတတိုင်းရပဲသူအဖမ်းခံတယ်အဖမ်းခံရပြီးတော့သူကအမှဒီအဲ့တော့ကလည်းဒီအခုနောက်ပိုင်းပေါ့နော်နောက်ပိုင်းအမှုလိုက်တဲ့အခါတော်တော်များများမှာသူတို့ကအဲ့လိုတက်တဲ့အနေနဲ့ဗီဒီယိုဗီဒီယိုရိုက်ထားတာလည်းရှိတာဟိုအမှသူကသူ့ဖမ်းတဲ့ချိန်မှာသူကကင်မရာကိုသူကပြုံးပြတာအမှအပြုံးကိုကြည့်ကြည့်လိုက်လုံးဝလေကြောက်ရအကြောင်းရစိုးရိမ်တာလည်းမရှိပဲလုံးဝလေဟို သူအေးလူတဲ့တမားလိုအပြုံးကွာအဲ့လိုအဲ့လိုအပြုံးမျိုးသူပြုံးသွားတဲ့အပြုံးကတည်ရမလားအဲ့လိုကွာအဲ့လိုမျိုးပြုံးပြရဲသူကအဲ့ဒါနဲ့သူ့ကိုဖန့်ခေါ်သွားတယ်ဖန့်ခေါ်သွားပြီးတော့အမှသူ့ကိုစစ်စစ်မင်းမြန်းနေတဲ့အတော်အတွင်းမှာသူက နန်ကြီးမျိုးကဟုံးရဲကြောင်းဆိုပြီးတော့သူကတော့ပြောတယ်သူနာမည်အမှန်သူမပြောဘူးเนาะဆိုတော့ပြောချင်တာကသူကနင်တို့ငါ့ကိုနင်တို့ဖမ်းတဲ့လူကမှားနေပြီငါကနင်တို့ရှာနေတဲ့လောင်းလွင်ခြင်းမဟုတ်ဘူးငါကနန်ကြီးမျိုးကဟုံးရဲကြောင်းပေါ့သူကအဲ့လိုမျိုးပြောချင်တာနေပါပေါ့เนาะသူကသူကသူနာမည်အမှားကိုပြောတယ်အဲ့လိုနဲ့ပဲဒီ2021ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာသူ့ကိုပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးတယ် ဆိုတော့အဲ့ရုံးထုတ်ဆစ်ဆဲတဲ့အတော်တင်မှာကျတော့သူကဒီဓမြမှုနဲ့ဒီပြန်ပေးဆွဲမှုမှာပါဝင်နေဆိုပြီးသူကဝင်ခံတယ်ဆိုတော့ဓမြမှုနဲ့ပြန်ပေးဆွဲမှုမှာသူပါဝင်နေဒါပေမဲ့သူကလူတက်လူမတက်ဘူးလူတက်မှုမှာမပါဝင်ဘူးဆိုပြီးတော့သူကပြောတယ်ကွာတိလားအဲ့ဒါနဲ့သူကအဲ့ချိန်မှာသူကသူ့ကိုသူပြောတာငါက ဘသူ့ဟိုမှာထိခိုက်နာကျင်အောင်မလုပ်ဖို့ဘောထိခိုက်နာကျင်စေတဲ့ထိခိုက်နာကျင်စေလို့တဲ့ဆန္ဒလည်းမရှိဘူးသိရမလားငါသူတပားအကျိုးစီးပွားကိုဖျက်ပြအောင်ဘယ်တော့မှမလုပ်ခဲ့ဘူးငါကဒီဖကြည်ရဲ့ဒီအတက်ကင်မှုကြောင့်ဒါဒီလုပ်တွေကိုလုပ်ခဲ့ရတာဒါအရင်ရှုပ်ဖို့ကောင်းတယ်စိတ်သက်စရာအရင်ကောင်းတယ်ငါဒီလိုမျိုးဘယ်တော့မှမလုပ်ပါဘူးသိရမလား तू ကအဲ့လိုမျိုးအဲ့လိုမျိုးပြောတယ်ကွာဒီဒီဗီဒီယိုဖိုင်ထဲမှာ तू အဲ့လိုမျိုးပြောတယ်အဲ့ဒီခါမှာ तू က သူ့ရဲ့ဒီပထမအဆုံးအမှုအကြောင်းပြောတဲ့အခါမှာလဲသူကဒီရှုံးကိုသူကအိမ်ကိုခေါ်လိုက်တာကဒီသူ့အိမ်ကအဲကွန်းပြင်ပေးဖို့အတွက်ဆိုပြီးသူကပြောတယ်သူကအဲ့ချိန်မှာငါနဲ့ဖားနဲ့ကအဲ့ချိန်တော့လမ်းခွဲလိုက်ပြီပေါ့နော်ဆိုတော့လမ်းခွဲလိုက်ပြီပြီးတော့ရှုံးကိုသူကသူ့ရဲ့အိမ်ရဲ့အဲကွန်းပြင်ဖို့အတွက်သူကခေါ်လိုက်တယ်ဒါပေမဲ့သူမသိလိုက်တာငါမသိလိုက်တာကဖားကအိမ်ထဲမှာတားတစ်ချောင်းနဲ့ရောက်နေတယ်အဲ့တော့ ဖွားကအဲ့ဒါတိုင်ပြီးတော့ငါ့ကိုချင်းချောက်တယ်ချင်းချောက်တဲ့အတွက်ငါကလည်းကြောက်လို့ဒီရှုံးရက်လက်ကိုကျိုးရစ်ချီပေးရတယ်ငါတိတ်တုံနဲ့လုခေရတာတော့အဲ့လိုမျိုးပြောတယ်ဟွာတိလားအဲ့ဒါနဲ့ရဲဒီကပြောတယ်အဲ့ဒါဆိုလို့ရှိရင်ဒီနောက်ဆုံးနောက်ဆုံးတယောက်ယင်ဝင်ကြတော့နေတက်တာမဟုတ်ဘူးလားပေါ့သိရမှာဘာလို့ဆိုယင်ဝင်ဖားတက်ခဲ့တာမဟုတ်ဘူးလေယင်ကိုဖားပြောခဲ့တာငါသာအဖမ်းခံရရင်ငါအသာကလေးစားချင်တဲ့အနေနဲ့သူ့ကိုတက်လိုက်လို့ဖားကပြောခဲ့တာဟုတ်ဆိုတော့ ဆိုတော့ယူနေတက်လိုက်တာမဟုတ်ဘူးလားလို့ရဲရဲပြောတဲ့ခါကျယူငါတက်တာမဟုတ်ဘူးအဲ့ချိန်တော့ဖားကထွက်သွားတဲ့အချိန်မှာဖားရင်းရဲ့အိမ်ထွက်သွားတဲ့အချိန်မှာငါကြောက်ကြောက်ကြောက်အားလန့်အားနေပေါ့နော်ဒီထဲမှာဟိုထွက်ပြေးလာခဲ့တယ်ပေါ့နော်သူထွက်လာတဲ့အချိန်မှာယင်းကအသက်ရှိနေသေးတယ်ပေါ့သူယင်းကဘသူတက်လိုက်လဲငါမသိဘူးပေါ့သူအဲ့လိုမညာတာပေါ့နော်အဲ့လိုပြောတယ်အဲ့ဒါနဲ့ရဲတွေကနေပြီးတော့သူ့မြေးတာပေါ့အဲ့ဒါဆိုလို့ရှိရင်အဲ့ချိန်တော့ကနင်းဆက်အနေထားခဲ့တဲ့ စာရပါပါပါတဘောလေးပေါ့နော်သူထားခဲ့တဲ့စာမှာသူရေးထားတယ်ရမလားအချစ်ရေငါအရင်သွားနေမယ်ငါနှုတ်အရင်ဆောင်နေမယ်နှုတ်ကိုချစ်တယ်နော်သူလိုရေးထားခဲ့တာလေဒါပေမဲ့အဲ့ဒါကိုတော့ပါပြန်ပြောလဲဆိုတော့ငါကအဲ့ချိန်တုန်းကငါတန်ဒီစာမေးခဲ့ဘူးဆိုလို့ရှိရင်ဖားကပြန်လာလို့ရှိရင်ငါမိသားစုသွားပြီးတော့တက်မှာဆိုလို့ငါကြောက်ကြောက်နေရေးခဲ့ရတာပေါ့အတိရမလားသူကအဲ့လိုမျိုးပြောတယ်ကွာတိလား အဲ့လိုဆိုသူကလို့သူပြောသမျှအရာတွေအကုန်လုံးကိုသူကအညာတွေပဲသူအကြက်ခိုင်လို့လောက်ရတာသူအကြက်ခိုင်လို့လောက်တာသူအဲ့လိုမျိုးပဲတောက်လျှောက်ပြောအောင်ပါတည်ရမလားအဲ့ဒါနဲ့သူကသူဒီမှာဘလောက်ပဲညာနေညာနေညာနေဒီဒီအမှုကလုံးဝအနည်း20ကြာသွားပြင်မဲ့လဲဖားထွက်ဆိုခဲ့တဲ့အချိန်တုန်းကထပ်ဆိုချက်တွေကိုကြိလိုက်တဲ့အခါမှာကြတော့ဖားကဘာပြောလဲဆိုတော့သူကသူတို့တောက်လျှောက်အမှုလုပ်တဲ့အတော်အတွင်းမှာလောင်ကဘာမှ အချူတယ်။လောင်ကဘာမှမသိဘူး။လောင်ကဘာမှကိုဒီအမှုထဲမှာမပါဝင်ခဲ့ဘူး။သူကပဲတတ်တယ်။ဥမာရှုံးကိုတတ်တဲ့အချိန်တော့လည်းလောင်ကအိမ်ရဲ့အပြင်မှာစောင့်နေတာ။ဟိုအပြင်ဘက်ပေါ့နော်ရန်နာမှာသူစောင့်နေတာ။ဆိုတော့သူကပဲရှုံးကိုတတ်တာ။လောင်ကဘာမှမလုပ်ခဲ့ဘူး။လောင်ကစောင့်ပဲစောင့်နေပေးတာ။လောင်ကလုံးဝအပြစ်ကင်းစင်နေတိလား။အေးဖားကလုံးဝလောင်ကိုလုံးဝကာကွယ်ပေးခဲ့ကာကွယ်ပေးခဲ့တာ။အဲ့ဒါနဲ့သူကအဲ့လိုကာကွယ်ပေးနေရင်လည်း နှစ်လကျော်ပေါ့နော် maybe နှစ်လကျော်လောက်ကြာတဲ့အခါမှာသူ့စိတ်ထဲမှာလောင်ကအဖမ်းမခံရသေးဘူးဆိုတာသူသိသွားတဲ့အခါကျတော့သူကအဲ့ထွက်ဆိုထွက်ဆိုချက်ကိုလုံးဝပြောင်းပလိုက်တာဖားကဘလို့ပြောင်းလိုက်လဲဆိုတော့လောင်ကလောင်ဆိုတာမရှိဘူးပေါ့နော်သူ့ကိုဒီထိုင်ဝမ်မှာရှိတဲ့တခေတယောက်ကနေပြီးတော့ပတ်စံပေးပြီးတော့လူတိုင်းကိုလူငါးတက်ခိုင်းတာဆိုပြီးတော့ဖားအလိုထပ်ပြီးတော့ထွက်ဆိုချက်ပေးရပေါ့နော်ဆိုတော့ ရဲ့ထွက်ဆိုချက်ထွက်ဆိုချက်ထွက်ဆိုချက်တိုင်းမှာသူကလောင်ဝလုံးဝကာကွယ်ပေးခဲ့ပြီးအပြစ်ကင်းတဲ့ main ခလီတယောက်အနေနဲ့သူကထွက်ဆိုချက်ပေးခဲ့တာဒါပေမဲ့အခု far ကြတော့အော်အခုလောင်ဝကြတော့ပြစ်မှုတိုင်းပြစ်မှုတိုင်းမှာသူက far ခိုင်းတဲ့ far ရဲ့အကြက်ခိုင်းခိုင်းစင်မှုကြောင့်ဒီပြမှုတွေမှာပါခဲ့ရတာပါတိုးတုတ်ပေးရတာပါသိရမလားအဲ့လိုမျိုးတွေသူကပြောရဲကွာထွက်ဆိုချက်တွေကလုံးဝမကိုက်နေဘူးကွာသိရမလား မှန်တယ်သူကပြောသေးတယ်အချိန်တော့ငါ21 23ပဲရှိသေးတယ်ဘာမှမသိသေးဘူးလို့ပြောသေးတယ်မှာသူကအဲ့လိုမျိုးပြောတယ်ငါကအဲသူကပြောငါ့ကိုငါ့ကိုလူတွေကနှဆိုးမှတယောက်လူမျိုးမထင်ကြပါနဲ့ရောတည်ရမလားငါကဟိုတကယ်တော့ဟိုတို့ဘယ်လိုပြောမလဲငါလည်းနင့်နာရတဲ့သူပါပေါ့နော်ငါလည်းနင့်နာရတဲ့သူပြီးတော့ငါငါလည်းဟိုဒီမိခင်တယောက်ရဲ့တာသမီဖြစ်တယ်ပေါ့သူကသူကအဲ့လိုမျိုးပြောတာကွာမိခင်တယောက်ရဲ့တာသမီဖြစ်တယ်ပေါ့ ငါ့ကိုနှဆိုးလို့မထင်ကြပါနဲ့ဘောသိရမလားလုံးဝ तू ကဘသူ့ကိုမှဟိုနစ်နာလိုတဲ့စိတ်ဟိုကမရှိဘူးပေါ့ကွာ तू ကလုံးဝဟိုတုံတုံတယောက်ကသူ့ကိုတခုခုကွာဖြစ်တယ်ဆိုရင်တော့သူ့မှာကျေးဇူးတင်သိပေးရှိရေဘော तू အဲ့လိုမျိုးတွေပြောတာအဲ့ဒါနဲ့ तू ကပါဇက်ကသာ तू ကအဲ့လိုမျိုးတွေပြောနေပေမဲ့တစ်ဖက်မှာပြန်တွေးကြည့်လိုက်လို့ရှိရင်သူတို့ပထမဦးဆုံးဒီရှုံးကိုတတ်တဲ့အချိန်တော့ကလည်း तू ကရှုံးကိုတတ်လို့ ဟိုကဖြစ်တဲ့တက်ပြီးရဲ့အပြေအမှာသူကရှုံးရဲ့အမျိုးသမီးအိမ်ကိုသွားတည်ရမလားခလေး၃မိခရဲ့သမီးလေးကိုလည်းသူတို့တက်လိုက်တယ်ကွာတည်လားဆိုတော့သူကအကယ်၍ဒီလိုစိတ်ထားရှင်ရဲ့ဆိုလို့ရှိရင်ကြတော့ ဒီကလေးလေးကိုဒီကလေးလေးနဲ့ဒီလူတွေကိုတတ်တဲ့အချိန်မှာ तू ဖောက်အောင်မဖြစ်မနေတားအောင်ကွာဒါမဲ့ तू မတားခဲ့ဘူးကွာတည်ရမလားအဲပြီးတော့ तू ပြောသေးတာက तू ကငွေမတ်တဲ့လူမဟုတ်ဘူး तू ကရောင်ရဲတင်းတိမ်နိုင်တဲ့လူဆိုပြီး तू ကသူ့ကို तू ပြောတယ်ကွာဒါပေမဲ့သူ့ရဲ့အဲ့ပေါ့ကိုပထမပြောလိုက်တဲ့အဲ့ဒီကားရောက်တဲ့ကိစ္စမှာ तू ဝေးရှင်းမှာတင်ထားတယ်သူ့ရဲ့စာမှာဆိုရင် तू တို့ကရုပ်ချောပြီးပတ်စံရှိတဲ့နောက်ခံ background ကောင်းကောင်းလိုတယ်ဆိုရဲဟာမျိုးတွေ तू ရေးထားတာဆိုရင်ဒါက तू ငွေမတ်တယ်ကွာငွေလူအပ်တယ်ဆိုရဲဟာမျိုး ပြရတယ်ကွာသူစိတ်ကတည်ရမလားသူပစ္စက်ကသာ तू ကငွေစွာအရင်မကြည့်ဘူး तू ကလုံးဝရောင်ရဲတင်းတိမ်ပြီးတော့ဒီတိုင်းပဲဂျင်းနဲ့တဲ့လူလို့ तू ပြောနေပေမဲ့သူ့ရဲ့လုံရက်တွေလုံရက်တွေလုံရက်တွေဒါကငါငွေအတွက်နဲ့လိုတက်ခဲ့တာကြီးပဲအဲ့လိုပေါ့ပြီးတော့တစ်ဖက်မှာဆိုလို့ရှိရင် तू ကအော် तू မျိုးကိုအထီးခိုင်းနေလို့သိတဲ့ဆန္ဒမရှိဘူးလို့ဒါ तू ပြောနေပေမဲ့နောက်ဆုံးဒီရင်နဲ့ဒီအာလက်သမားဆရာလေးရဲ့အမှုမှာဆိုလို့ရှိရင် तू က သူတို့နှစ်ယောက်ကယင်ယင်ကိုယင်ရှိကပတ်စံရဖို့အတွက်ချိန်ချောက်အကြက်ခံမှုအတွက်ကိုသူတို့ကဘာမှမဟုတ်တဲ့ဒီလက်သမားလက်သမားဆရာလေးဒီညွကျုံးမျိုးကိုတမင်သက်သက်ခေါ်လာပြီးတော့တမင်သက်သက်ဗလိုင်းတက်ပလိုက်တော့ကွာသိရမလားအဲ့လိုဆိုတော့ maybe အဲ့ချိန်မှာညွကျုံးမင်းကလူကျုံးမင်းကသူ့ရဲ့အမျိုးသမီးတီကျူတာဟုံပေါ့နော်ဒီကျူတာဟုံကဆိုလို့ရှိရင်သူပြန်ပြောတာသူ့မှာဆိုလို့ရှိရင်တာသမီး၃ယောက်နေကြံခဲ့ရတယ်ကွာတိအဲ့တော့ဆိုတော့ ူတို့ကဒီလက်သမားဆရာလေးကိုတက်ဖို့အတွက်တွားခေါ်တဲ့အချိန်မှာမိမိလက်သမားဆရာလေးကတွေးနေမှာပဲကွာငါနဲ့ငါမျိုးသမီးနဲ့ငါသားသမီး၃ယောက်အတွက်ကိုအလုပ်ရပြီပြည်စုံဝင်ရပြီဆိုပြီး तू ကပျော်ပျော်ကြီးနဲ့လိုက်သွားတာကွာ तू အသက်ခံရမယ်ဆိုပြီးတော့ तू ဘယ်တည်ခဲ့မလဲတည်ရမလားအဲ့လိုဆိုတော့ဒါမရှိမဆိုင်ကွာဒီတယောက်ကတော့အတနာဆရာအကောင်းဆုံးပဲပေါ့နော်ဘာမရှိမဆိုင်နဲ့အသက်ခံလိုက်ရပြီတော့ तू အမျိုးသမီးနဲ့ဒီကလေး၃ယောက်ကငွေရွယ်နဲ့ကြံခဲ့တာကွာတည်ရမလားဆိုတော့ ဒီတစ်ဖက်မှာကလောင်ကတော့ဒီလူတွေတက်ဟိုလူတွေတက်အလိုလိုလှုပ်ပြီးတော့ပတ်စံနေတုံးဖြုံပျော်ပါနေတဲ့အချိန်မှာဆိုရင်တစ်ဖက်မှာသူလှုပ်ခဲ့တဲ့နစ်နာသူတွေကကြတော့တခြားမပြောဘူးကဒီဒီကျူတာဟုံနဲ့သူခလေး၃ယောက်နဲ့ဆိုလို့ရှိရင်ဒီလက်သမားဆရာလေးရဲ့အမျိုးသမီးပေါ့နော်ဆိုလို့ရှိရင်ခလေး၃ယောက်နဲ့ကြံနေတဲ့အတွက်သူ့မှာဒီခလေး၃ယောက်အတွက်ရုံးခံရတာဘာညာနဲ့သူပြောပြတာသူတရက်မှာအရင်၁၀၃မိုးတက်တော့အရင်ခက်ခင်းနေတဲ့အချိန်မှာတစ်ဖက်မှာလောင်သွားကြတော့ အော်သူဒီငွေနဲ့ပြောပါပြီးတုံးဖြုံနေအောင်ပါတိလားအဲ့လိုဆိုတော့သူသားငွေမမှတ်ဘူးသူသားလူစိတ်ရှိရဲဆိုလို့ရှိရင်သူသားသူများအကျိုးစီးပွားကိုမဖျက်ဆီးဘူးဆိုလို့ရှိရင်ဒါမျိုးတွေကိုဟိုဖြစ်လာကြအကြောင်းမရှိဘူးပေါ့နော်အဲ့အဲ့လိုမျိုးတွေပေါ့နော်ရှင်ကြည့်နိုင်ရင်တော့ဒီဒီလူဒီလက်သမားဆရာလေးကယန္တနာဘောကောင်းတာပေါ့နော် အဲ့ဒါနဲ့ပဲသူ့ကို2021ခုနှစ်အဲစက်တင်ဘာလမှာသူ့ကိုอืมသိမ့်မိတ်ပေးလိုက်တာပေါ့နော်သူ့ကိုတည်တန်းချမှတ်လိုက်တယ်ချမှတ်လိုက်တဲ့အခါမှာသူကအယူခံဝင်တာပေါ့နော်သူအယူခံပြတ်ပြန်အယူခံဝင်တယ်ပြန်အယူခံဝင်တဲ့အခါကျတော့သူကဒီ2022ခုနှစ်ဩဂတ်လမှာသူကအယူခံထပ်ဝင်တယ်ဆိုတော့အယူခံဝင်တဲ့အချိန်မှာကျတော့သူကပထမပထမအကြိမ်အယူခံလို့မျိုးသူကနူးနူးညံ့ညံ့မဟုတ်တော့ပဲနည်းနည်း မာွားတာကွာပြောချင်တာလုံးဝပြောင်းလဲသွားတာဘလူတွေပြောင်းလဲသွားလဲဆိုတော့ तू อ่ะမီဒီယာတမားတွေလာတာလဲဒီတော့ तू อ่ะသူ့ကိုသူ့ကိုပြောလဲဆိုငါအခုအသက်58နှစ်ရှိနေပြီငါအခုထိ plastic surgery မလုပ်မလုပ်ဖူးသေးဘူးလို့အဲ့လိုကွာဟာတာတွေရှောက်ပြောအဲပြီးတော့အမှ तू အမှုနဲ့အကြောင်းအမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမေးတဲ့အခါကျမှလဲအခါကျတော့လဲသူတို့ကဘယ်လိုပြောလဲဆိုတော့နင်တို့သိချင်လို့ရှင်နင်တို့အဲဖားကိုသွားမေးလေးတိလာတိသွားတဲ့သူကွာဖားကိုသွားမေးလေးဖားကတော့နင်တို့အမှန်တိုင်းပြောမှာပေါ့လို့တိတယ်မလား လူမျိုးတွေပြောတယ်အဲပြီးတော့နောက်တစ်ခုကငါငါကအခုဆိုရင်ဘီယူပီရေတော်တော်များများကိုငါသွားပူးနေပြီအကဲငါသာအခွင့်အရေးရှိမယ်ဆိုငါရိုးသခင်ကိုတော့မငါသွားချင်တာအဲအဲ့လိုမျိုးတွေပေါ့နော်ဒီလားဟိုဟာတာတွေပြောတယ်အဲ့အမှုနဲ့မဆိုင်တဲ့ဟာတွေပြောတော့အဲ့လိုတွေရှောက်ပြောရှောက်ပြောရှောက်ပြောတယ်အဲ့လိုနဲ့ပဲဒီ2022ခုနှစ်နိုဝင်ဘာ30ရက်နေ့မှာအထက်တရားရုံးကနေပြီးတော့သူ့ကိုသူ့ရဲ့ဒီဘယ်လိုပြောမလဲ ဒုတိယအကြိမ်ယူခံဝင်မှုကိုပယ်ဖျက်လိုက်တယ်ပေါ့နော်ပယ်ဖျက်လိုက်ပြီးတော့ဒီ2023ခုနှစ်ဒီဇင်ဘာလ16ရက်နေ့မှာသူ့ကိုတိမိတ်ချပြီး comment လိုက်တယ်ပေါ့နော်ဒါကတော့ဒီ fighting နဲ့အဲလောင်းဂျီတို့ရဲ့ဒီလူတက်သမ ्या တိုက်တဲ့အမှုပေါ့နော်လူတက်မှုလူတက်မှုကဒီမှာပဲပြီးသွားတယ်ပေါ့နော် ဆိုတော့ဒီအမှုလေးကတော့ဒီမှာပဲအစဒီလိုနဲ့ပေါ့နော်အနည်း20ကြော်ကြာမှာအဆုံးသက်သွားတယ်ပေါ့နော်အာဆိုတော့ဒီအမှုကိုကြည်တင်အားဖြင့်လူတိုင်းလူတိုင်းကကိုယ်တွေ ကိုရီမွေးဖွားလာပြီးရဲ့နောက်ပိုင်းကိုရီရဲ့ပဝန်းကျင်ကအရန်အရေးကြီးရယ်ဆိုတာကဒီဗီဒီယိုလေးနဲ့ပေါ့နော်ဒီအမှုနဲ့ကိုရီသုံးသပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီလောင်ဟာဆိုရှင်သူ့အသက်22နှစ်အထိလောင်ဟာမူလာရန်ပြဆရာမအဖြစ်နဲ့သူရက်တည်ပြီးတော့သူ့ဘုရားသူ့ရဲ့မွေးရမြေမှာသူ့ကိုရှိရှိတိတ်ခါချစ်ချစ်နဲ့ရက်တည်နေခဲ့ပြီးတော့မှဒီလူလူမှားနေပေါ့နော်လူ လူမားနဲ့သူသွားတွေ့တယ်ဒီယောက်ျားနဲ့သွားတွေ့တဲ့အခါမှာသူ့ရဲ့ဘဝကောင်းမွန်တဲ့ဘဝကနေလုံးဝဆုတ်ယုတ်တဲ့ဘဝကိုပြောင်းလဲသွားပြီးတော့ဒီအသက်48နှစ်မှာသူကိုမျက်ခွင်ရပြီးတည်ဆုံးသွားတယ်ပေါ့နော်အဲ့ဒါဆိုတော့ကိုရီလဲကိုရီဘဝမှာအခုကြည့်နေတဲ့အဲဒီတငယ်ချင်းတွေလည်းပေါ့နော်ဘဝမှာလူကောင်းသူကောင်းမိတ်ဆွေစင်မိတ်ဆွေမှန်လူကောင်းသူကောင်း partner ဆိုလို့ရှင်လဲ relationship အမှန်နဲ့ပေါ့နော်တွေ့နိုင်ဖို့အတွက်ကိုဆူတောင်းပေးနေပဲဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ရှင်ဆိုတော့နောက်ဗီဒီယိုတွေမှာဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို ပြပြပေးသွားမလဲဆိုတာကိုတော့စောင့်ကြည့်ပြီးတော့အားပေးကြပါအောင်ရှင်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်ဘိုင်ဘိုင်